ဘလွန်ဒီယောဆုကသူ့အတွက်ရေးမကြည့်ဘူးဆိုတော့ရာဖေးညာဘာစွန်တိုင်းဆုရာဖေးညာကတော့သူ့ကိုပရိသတ်တွေကဘလွန်ဒီယောဆုအတွက်တစ်ပေးနေကြပြီမယ်သူ့အနေနဲ့ကတော့ဒီပေါ်မှာတာနေတာမျိုးတွေလုံးဝမရှိဘူးလို့ထုတ်ပေါ်ပြောကြားလာခဲ့ပါတယ်ယခုနေ့ဘောလုံးရာသီကတော့ရာဖေးညာရဲ့ကစားမဘွားမှာအကောင်းဆုံးသောဘောလုံးရာသီတစ်ခုလို့တော့မှဆိုနိုင်ပါတယ်တာမန်တိုင်းဆုမှုတယောက်အနေနဲ့ယခုနေ့ဘောလုံးရာသီမှာရာဖေးညာဆွမ်းဆောင်ပြထားတာတွေကတကယ်ကိုအလန်းစားကြီးဖြစ်ပါတယ်ရာဖေးညာလူစားဝင်၄ဝဲပါဝင်လာလီကာ30ဝဲပိုင်းစားပြီးတော့ ွင်ကို၁၆ဂိုးနဲ့ဂိုးပန်နိမှု၉ချိန်ပြုလုပ်ပေးထားနိုင်ခဲ့တာပါချန်ပီယံလိမှာဆွေးနွေးရာဖိညာစုစုပေါင်း၁၄ပွဲတီပိုင်းစားပေးခဲ့ပြီးတော့တွင်ကို၁၃ဂိုးနဲ့ဂိုးပန်နိမှု၈ချိန်ထိရရှိခဲ့ပါတယ်တခြားသောပြည်တွင်းရှုံးထွက်ပလာပြိုင်ပွဲတီနဲ့သာဆွေးရခုနှစ်ဘောလုံးရာသီမှာရာဖိညာရဲ့ဂိုးပန်ပတ်သက်မှုအကျဉ်း၅၀တောင်မှကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်အဲလိုထူးခြားတဲ့စမ်းဆောင်ရည်ကြောင့်ပဲရာဖိညာရဲ့ခုနှစ်ဘောလုံးရာသီအတွက်ဘောလန်ဒီယိုစုကိုရရှိသွားလိမ့်မယ်လို့ပရိသတ်တွေကထင်ကြေးပေးနေကြတာပါရာဖိညာကတော့လူတော်များများကကျွန်တော်ဘလွန်ဒီယိုကင်ထားတဲ့မင်းပုံလေးလာပြီးတော့ပို့ကြပါလိမ့် ဒါပေမဲ့အဲ့ဒါကျွန်တော်တို့အရေးမကြီးလို့အဲ့ပေါ်မှာတာနေတာမျိုးတွေမရှိပါဘူးဒါကကျွန်တော်ကိုကျွန်တော်ချမှတ်ထားတဲ့ပန်းတိုင်းမဟုတ်ဘူးကျွန်တော်ရဲ့ပန်းတိုင်းကအသင်းလိုက်ဆူလားတွေရအောင်နိုင်ဖို့ ਨੇ ကျွန်တော်ကစားနေတဲ့အသင်းတို့အကောင်းဆုံးပေးဆက်ကစားနိုင်ဖို့ပါလို့ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်ပေါ်တူဂီယူဆန်ကအသင်းတို့ဘွဲဦးတို့ကစားခွင့်ရရှိသွားပြီဖြစ်တဲ့ရော်နယ်ဒိုဂျူနီယာရော်နယ်ဒိုရဲ့သားကြီးဖြစ်တဲ့ရော်နယ်ဒိုဂျူနီယာကတော့ကိုယ်စွေဖားခင်ချီယာကိုလိုက်ပြီးတော့နေနိုင်နေပြီဖြစ်တဲ့တားတယောက်ဖြစ်လာခဲ့ပါပြီ ရော်နယ်ဒိုဂျူနီယာလေးကဖားခင်ဖြစ်တဲ့စိတ်ကြီးရော်နယ်ဒိုလိုမျိုးကမ္ဘာကျောဘောလုံးမတယောက်ဖြစ်ဖို့အတွက်ရည်မှန်းထားပြီးတော့ဖားခင်ဖြစ်သူရဲ့တွန်တင်လမ်းပြပေးမှုနဲ့တူအကောင်းဆုံးရှေ့ဆက်နိုင်ခဲ့တာကြောင့်အခုဆိုရင်ပေါ်တူဂီယူ15လေဝေးစဉ်အသင်းရဲ့လူရှင်းမှာတော့မှရွေးချယ်ခံရပြီဖြစ်ပါတယ်ဂျူနီယာလေးကယူ15အသင်းမှာလည်းဖားခင်ဖြစ်သူရော်နယ်ဒိုရဲ့ကျောင်းနံပါတ်9တိုင်းပဲဆက်ခံခွင့်ရရှိခဲ့ပါတယ်ဂျူနီယာလေးကသူ့ရဲ့လေဝေးစဉ်ကစားမဘွားဘွဲဦးအတွက်ဘွဲစဉ်အတွက်အတော်လေးကိုစိတ်လုံရှားနေခဲ့ပြီးပြီးကြတဲ့ရက်ကကစားခဲ့တဲ့ပေါ်တူဂီယူ15အသင်းနဲ့ဂျပန်ယူ15အသင်းတို့ရဲ့ပွဲစဉ်မှာဝင်ကစားခွင့်ရရှိခဲ့ပါတယ် ဒါမဲ့ပွဲထွက်ကစားခွင့်ရရှိခဲ့တာမဟုတ်ပဲပွဲချိန်53မိနစ်မှာမှလူစားလေးဝင်စားခွင့်ရရှိခဲ့တာပါဂျူနီယာလေးဝင်လာခဲ့ပြီးတဲ့အချိန်မှာတော့ပေါ်တူဂီကဂျပန်ကို3-0နဲ့အနိုင်ရရှိနေပြီဖြစ်ပါတယ်။ဒီပြဖြစ်သူကဂျူနီယာလေးရဲ့ပွဲအတွက်ပွဲတင်ဖီအားတွေရန်ကြီးမပေးချင်ပါဘူး။ဒါကြောင့်လည်းခုလိုမျိုးအသင်းကဂိုးပြအနိုင်ရရှိနေတဲ့အချိန်မှာမှဂျူနီယာလေးကိုလူစားဝင်စားခိုင်းခဲ့ပြီးတော့အသင်းပေါ်ရင်နဲ့ချိတ်ဆက်ကစားဖို့ယုံကြည်မှုကောင်းကောင်းနဲ့ကစားနိုင်မှုအတွက်စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဂျူနီယာလေးကဂိုးမသွင်းနိုင်ခဲ့ပေမဲ့သူပါဝင်ကစားခဲ့ပြီးတဲ့နောက်ပေါ်တူဂီကနောက်ထပ်ဂိုးထပ်မံသွင်းခဲ့တာက လေးကိုးပြားနဲ့ရာရရှိသွားခဲ့ပါလေဒီဘွဲဂျူနီယာလေးအဖွားပြည့်သူကလည်းသူ့မိကိုလာပြီးတော့အားပေးသွားခဲ့တာဖြစ်ပါလေစူပါရေချမ်းရဲ့ပွဲလာတော့မလားစူပါရေချမ်းကတော့ One Championship ရဲ့ရာပြည့်ပွဲတစ်ခုဖြစ်တဲ့ One Friday Fight 100ပြိုင်ပွဲမှာ Rotten Fighter ဆန်ကတင်းနဲ့ရှင်းပြိုင်ထိုးသတ်ခဲ့ရပြီးတော့ခုချိန်ထိသူ့ရဲ့ပွဲသတင်းထပ်ပြီးတော့မကြသေးပါဘူးစူပါပွဲက Master တော့ကဂျင်းပါခဲ့တာဖြစ်လို့နောက်ထပ်တလားလောက်ဖြစ်ဖြစ်နှစ်လားလောက်ဖြစ်ဖြစ်ပွဲထပ်ထိုးခွင့်ရရှိသိမ့်ဖြစ်ပါတယ် ။ဇူပိုင်ဂျန်ကလက်ရှိချိန်ထိ1ချမ်ပီယံရှစ်မှာ3ပွဲထိုးထားပြီးတော့2ပွဲနိုင်2ပွဲရှုံးထားပါတယ်။ထိုးပွဲမှန်တမ်းရကြည့်တော့ရလကတိတ်ပြီးတော့မကောင်းပါဘူး။ညံ့နေထဲမှာပါပါတယ်။ဒါပေမဲ့စွမ်းဆောင်ရင်ပိုင်းရကြည့်မယ်ဆိုတော့ဇူပိုင်ဂျန်ကတော်လေးကောင်းတဲ့ဖိုင်တာတွေမှာပါနေပါတယ်။တန်းစင်လို့ထတ်တော်မှာစွမ်းဆောင်ရင်ပိုင်းနီးစင်ပိုင်းတွေပိုကောင်းတဲ့ဖိုင်တာဖြစ်တယ်လို့တော့မှကျွန်တော်ကတော့မြင်ပြီးပါတယ်။အဖွင့်ပွဲတွေမှာရှုံးသွားပြီမဲ့ဒိုင်ငင်းလို့ရှုံးသွားခဲ့ရတဲ့ပွဲဖြစ်ပါတယ်။ဒုတိယပွဲမှာတော့နိုင်ပွဲပြန်လဲရှာဖွေနိုင်ခဲ့မိတတိယပွဲမှာတော့ဆန်ကာတင်းနေတော်မှာထိုးခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ ဆန်ကသေးတဲ့ပွဲမှာဆုံးခဲ့ရပေမဲ့စူပါချန်ကကစ်ပေါင်စင်ပွဲထိုးပေးခဲ့ရတာဖြစ်ပြီးတော့နီစတင်ပိုင်းချင်းကတ်မှုကောင်းကောင်းနဲ့ရှင်မြိုင်ထိုးသက်သွားနိုင်ခဲ့တာဖြစ်ပါလေခုဆိုရင်ဆန်ကသေးကပွဲတော်ထက်ရသွားခဲ့ဖြစ်ပါလေဆန်ကသေးကိုတူတန်းတန်းရှင်းစားနိုင်ခဲ့တဲ့စူပါချန်ရဲ့ပွဲကရောဝမ်မကဘယ်တော့ကျင်းလာပေးမှလဲဆိုတော့ပရိသတ်တွေကစောင့်မျှော်လို့နေကြပြီဖြစ်ပါလေ